မွေးနေရပဲဒီလိုငရုတ်သေးလေးနဲ့အမျိုးလေးရောပြီးတော့နဲ့ရန်ကား ေါ်ရင်ရမစားတာကြာပြီ Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ထမင်းစားလို့ကောင်းမယ်အညာဟင်းလေးတွေချက်ပြီးစားမှာပဲဖြစ်ပါတယ်ဝပုံလေးရယ်ငရုတ်သီးစားတောင်းလေးရယ်ပဲနီလေးဟင်းကြိုလေးရယ်နဲ့တွဲပြီးတော့စားပြပေးမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျော်စစ်ကဒီမှာတန့်စင်ထားတဲ့ဝတ်သားကိုအခုလိုမျိုးဂျင်းကျက်သွန်ပြူကျက်သွန်နီရယ်ပြီးရင်ငံပြာရည်ရယ်ပြီးရင်ကျော်စစ်တို့အရသာအတွဲအရသာမုံလေးရယ်ပြီးရင်ဆက်နွမ်းမုံလေးရယ်နဲ့အတူနှဲပြီးတော့ကြတော့အရသာနှက်ထားပေးပါမယ် ဝက်သားကိုတော့ကျစစ်ကအသားများများစားကျင်လို့ဒီမှာဝက်အသားကြီးပဲပေါ့နော်ဝယ်ပြီးတော့ကြတော့ချက်ထားပါတယ်ပြီးရင်တော့ကျစစ်တို့ဒီမှာပုံရည်ကြီးကိုတော့အခုလိုမျိုးလေးရေဖြောထားလိုက်ပါမယ်စပီချက်ဖို့အတွက်ဒဲထဲမှာရာသာနှက်ထားတဲ့ဝက်သားကိုပေါ့နော်ကျစစ်တို့အခုလိုမျိုးလုံရည်ခန်းသွားသည့်အထိပေါ့နော်ကျစစ်တို့လုံပေးလိုက်ပါမယ်ကဲအခုလိုမျိုးလုံရည်ခန်းသွားတဲ့အနေထားလေးကိုရောက်ပြီးတော့အနံလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ကျွန်စစ်တို့စပြီးတော့ချက်ဖို့အတွက်ကိုဒဲဲကိုစီထည့်ပေးပါမယ်။ ပြီးရင်တော့ကျွန်စစ်တို့အယောင်တင်မုံအနုမုံထည့်ပေးလိုက်မယ်ပေါ့နော်ပြီးရင်အားလုံးနဲ့သွားအောင်တေချာလေးစီပေါက်လာသည်အထိလုံးပေးလိုက်ပါမယ်ကဲအခုလိုမျိုးဝတ်သားစီပေါက်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်စစ်တို့ဝတ်သားကြက်သွားအောင်ပေါ့နော်အရင်ဆုံးရေထည့်ပြီးတော့ကြတော့တဲပေးလိုက်ပါမယ်ဒီနေရာမှာတော့ကိုချက်တဲ့ဝတ်သားအောင်မှာမူတည်ပြီးတော့ပေါ့နော်ရေကိုအနည်းအများချိန်ဆပြီးထည့်လို့ရပါတယ် ကဲအခုလိုမျိုးပေါ့နော်ကျစစ်တို့စီပေါက်လာတဲ့အနေထားလေးရောက်တည်အထီကိုကျစစ်တို့ဒါတဲပေးလိုက်မယ်ပေါ့နော်စီပေါက်လာပြီးဝါသားလဲချက်ပြီဆိုလို့ရှိရင်တော့ရှေ့မှာရေဖြောထားတဲ့ပုံရည်ကြီးကိုထည့်ပေးပါမယ်ပြီးရင်တော့ပုံရည်ကြီးအနှစ်တက်လာတည်အထီကျစစ်တို့မှုေးပြီးတော့ကြတော့လုံပေးလိုက်မယ်ပေါ့နော်ကဲခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပုံရည်ကြီးအနှစ်ကလေးတက်ပြီးတော့ကြာတော့စီပေါက်လာတဲ့အနေထားလေးရောက်ပြီပေါ့နော် ကဲအခုဆိုလို့ရှိရင်တော့ဇစစ်တို့ဒါအညာဒေတာရဲ့ဟင်းတက်ခွက်ဖြစ်တဲ့ပုံရည်ကြီးနဲ့ဝက်သားနဲ့ချက်ကလေးရပါပြီ။ပြီးရင်တော့သူနဲ့လိုက်ဖက်တဲ့ငြုတ်သီးစားအောင်လေးထောင်းဖို့အတွက်ကျက်သွန်နီကိုဇစစ်တို့ထည့်ပြီးစုံထဲမှာထောင်းမယ်။ပြီးရင်ငြုတ်သီးအကျမ်းဘတ်ထည့်မယ်။ပြီးရင်စားလေးထည့်ပြီးတော့ကြတော့ဇစစ်တို့ထောင်းပေးလိုက်ပါမယ်။ဒီငရုတ်သီးစားတောင်းလေးရလဲကျွန်တော်တို့လွယ်ကူပြီးတော့ကြတော့ထမင်းအယမ်းမြိန်နေပေါ့နော်ပြီးရင်တော့စီလေးနဲ့ငယ်ဆန်းပေးလိုက်မယ်ဒါကတော့အယမ်းလိုက်ဖက်အောင်ပေါ့နော်ငရုတ်ကောင်းမွေ့မွေ့လေးခတ်ပြီးတော့ချက်ထားတယ်ဒါပဲနီလေးဟင်္ကာလေးပါ မှဒါကတော့ဝက်သားနဲ့ပုံးရေကျောစစ်ကတော့ဝက်သားကိုအသားစားခြင်းလို့ပေါ့နော်ဒီမှာအသားလေးတွေပဲဒါကတော့ချက်တာအကယ်သုံးတက်သားတို့ပါအောင်နဲ့ချက်ရင်လည်းကောင်းတယ်ပေါ့နော်ပုံးရေပြပြလေးပဲနီလေးပေါ့နော်ပဲနီလေးဟင်းချိုလေးလောက်ထားတယ်ပြီးတော့ရင်ဒါကတော့ငရုတ်တီစားရောင်လေးပေါ့နော်အမေးများလို့ကျောစစ်ထောင်းနဲ့ပြထားပါတယ်ဒီစားရောင်လေးထည့်မယ်ရှယ်ပါမယ်မွေးနေရပဲဒီလိုငရုတ်သီးလေးနဲ့ဒါမျိုးလေးရောပြီးတော့နဲ့ ရန်ကစကြပါအောင်ခမရ။อืม။ဝင်ရမစားတာကြာပြီ။ရှိရပဲ။ဟွန်း။ပြန်လေ။ရဲစားကောင်းတယ်ဒီလိုအတွက်ဆက်ကလေးချက်စားကြည့်ပါတော့တော်တော်စားကောင်း ပုံးရည်ကြီးကတော့ကျွန်တော်တို့တချို့ကြလဲစက်ကြမ်းနဲ့ချက်တယ်တို့ကြလဲဒီဥပုံးပေါ့နော်ဥနဲ့ချက်တာပေါ့နော်ဘဲဥနဲ့ချက်တယ်ပြီးတော့အချို့ငါးတို့ပေါ့နော်ငါဒန်တို့ဘောင်းနဲ့လည်းချက်တယ်တို့ကပုံးရည်ကြီးကြိုက်တယ်အညာအစားစားဆိုတော့ဟင်းသားနာရတယ်ကျွန်တော်တို့အရွယ်တူပေါ့နော်ထောင်းလိုက်အောင်ပဲအတွက်ဆက်မိ ။အော်ဒီနေ့ကတော့အိမ်မှာမစားရတာကြပြီဆိုတော့ကျတော့ဒီပုံရိပ်ကြီးနဲ့ဝက်သားလေးနဲ့ချက်တယ်။ပြီးတော့ဒါငရုတ်သေးဒါစားတောင်လေးထောင်းတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာပဲနီလေးဟင်းချိုလေးနဲ့ပေါ့နော်တွဲပြီးစားပြတ်သွားတာပဲဖြစ်ပါတယ်။အဲ့တော့အခုကတော့ဗိုင်လက်တော်တော်လေးတင်းသွားပြီ။အဲ့တော့ကျတော့ဒီလိုမျိုးလေးချက်စားကြည့်ဖို့ဝင်မြပေးပါရဲ။နောက်ပြလို့ဒီမှာကျွန်တော်နဲ့အတူပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျာ။အားလုံးပဲတက်တာပါ။